လူငယ်အလေးနဲ့တုန်းကဒင်းမဆန်အားလီလီကက်တပယ်နဆိုးတကောင်ဖန်တာပြီးနေဆန်နေကဒင်းတို့စီကိုနူရာဆိုတဲ့အမျိုးသမီးတယောက်ဟောလာပါတယ်။နူရာအဲ့နဆိုးကောင်တွေ့ကျင်တယ်လို့ပြောနေရကြအောင်ဆန်အားလေနဆိုးကောင်နေဆန်နေတဲ့နေရာစီကိုခေါ်သွားလိုက်ပါတယ်။နူရာလည်းနဆိုးကောင်တွေ့ရနေငရဲကိုပြန်သွားလိုက်တော့လို့ပြောနေပြီးနဆိုးကလည်းအကယ်လို့သူပြန်လွတ်လာလို့ရှိရင်နူရာကိုအရင်ဆုံးပြန်လာတတ်မယ်လို့ပြောလိုက်တာကြောင့်နူရာလည်းအလန်တကြားဖြစ်သွားကနေရာနေပြန်ထွက်သွားပါတယ်။ ူရာပြောထွက်သွားတယ်နတ်ဆိုးဟာသူဝင်ပူထားတယ်ဂျက်ဖရီဆိုတဲ့ကောင်လေးနဲ့စကားပြောလိုက်ပါအောင်လို့ဒိမက်ဆန်အောင်ပြောနေပြီးနေရာချင်းတိလိုက်တာကြောင့်ပုံမှန်ဂျက်ဖရီပြဖြစ်သွားခါဂျက်ဖရီကတော့ဖြစ်သွားသမျှတွေကိုနားမလည်နိုင်ဖြစ်နေပါတယ်။ဒါကြောင့်ဒိမက်ဆန်ဟာဂျက်ဖရီကိုမင်းအောင်ကူနတ်ဆိုးဝင်ပူခံရတယ်ဆိုတာကိုပြပြနေပြီးသူတို့ဟာနတ်ဆိုးစီကနေအနှဲခံပေးစရာရှိရကြောင်းဂျက်ဖရီကိုဒရာအနှဲခံရတော့နိုင်တယ်လို့ပြောပြနေကဂျက်ဖရီကလည်းမျက်နှာငယ်လေးနဲ့ဒိမ်းတို့ကိုလွတ်ချက်ရှိရလို့ပို့အတွက်သဘောတူလိုက်ပါတယ်။ဒီလိုနဲ့နဆိုးပြန်ပြသွားတဲ့ဂျက်ဖရီကိုဒင်းနဆန်ကအမျိုးမျိုးနှိမ့်ဆက်နေကြပြီးသူတို့သိချင်တာတွေကိုသိလိုက်ရတယ်။ချက်ချင်းပဲနဆိုးနဲ့ကတော့ယူလိုက်ကငရဲကိုပြန်ပို့ပြလိုက်ပါတယ်။ ကိစ္စရပြီးရနဲ့ဒင်းဟာဒန်ယာဘလက်ဘွားနဲ့ဂျက်ဖရီကိုဆေးရုံပို့ပေးလိုက်ပြီးအလူခရာအကြောင်းအခုလိုမျိုးဒန်ရလာတဲ့အကြောင်းပြောဖို့တပါမှခဲ့လိုက်ကဆေးရုံကနေပြတ်ထွက်သွားပါတယ်။လက်ရှိအချိန်မှာတော့ဒင်းနဲ့ဆန်ဟာမော်တယ်တစ်ခုရောက်နေကြပြီးဒင်းဟာဖရန့်နဲ့ဖုန်ပြောနေကဆန်ကလည်းလူစီဖာလိုင်းနောက်ချက်နေရာအကြောင်းလက်ကဒန်ယာကိုဖိပြီးသူ့စိတ်ကိုသူပြန်ထိန်းချုပ်နေရပါတယ်။ဒင်းကတော့ဒင်းနဲ့ပတ်သက်တာတွေကိုမချနိုင်တာကြောင့်ဖရန့်ကိုအပြစ်တင်နေပြီးဖုန်းထွက်ပစ်လိုက်ကဒိဗ်ကအဆအနာတို့တော့မရသေးဘူးဆိုတော့ဆန်အောင်ပြပြနေပါတယ်။ ဆန်အားတော့ဒင်းကိုအမှုတစ်ခုပြလိုက်ပြီးဒီအမှုဟာလုံခဲ့တဲ့နှစ်တုန်းကသူတို့ရှင်းခဲ့တဲ့အမှုနဲ့တပုံစံတည်းတူရလို့ပြပနေကဒင်းကတော့ဆန်ဟာတော့ပြီးကွာအရင်တော့အကြောင်းနဲ့ပြောပြောနေတော့လော့ဆယ်မှာငါလေဗီယာဇန်ရဲ့ကိစ္စတွေကိုပဲအရင်ရှင်းမယ်လို့ပြောလိုက်ပါတယ်ဆန်အားလေဒင်းမဟုတ်တော့ဘူးဒီကိစ္စဟာသူတို့ရဲ့အပြီးမတတ်နိုင်တဲ့ကိစ္စဖြစ်လာမယ်လို့ပြောနေပြီးပြန်သွားရှင်းရမယ်လို့ပြောနေကဒင်းလည်းသဘောမတူခြင်းမတူခြင်းနဲ့သွားဖို့တော့ကိုသဘောတူလိုက်ရပါတယ် တို့လျှောက်ပြီးနောက်ရက်မှာပဲလူသားမှုတစ်ခုကိုထွက်ကြလိုက်ရအောင်ဒင်းနဲ့ဆန်နဲ့အမှုပြတဲ့နေရာထွက်လာကြပြီဒင်းဆောင်မမိနေတဲ့မြေငါဆောင်လောက်ကလာပြီးနှုတ်ဆက်နေကဆန်အားတော်ဆောင်လောက်ကနာမည်ကိုမိနေရကြောင်းလူစီဗာကဘေးကနေဝင်ထောက်ပေးနေပြီမယ်ဆန်အားတော်လူစီဗာကိုမသိကြအောင်ပဲဆောင်နေလိုက်ပါတယ်ဆောင်လောက်ကလည်းသူ့နာမည်ကိုမသိတာအရင်မကြည့်ပါဘူးလို့ပြောနေပြီလက်ရှိအမှုကြောင်ပြပြနေကဒီဖွန်ကအရင်တစ်ခေါက်ကအမှုနဲ့တပုံဆန်နေပဲလို့ပြောပြီးပြန်ထွက်သွားပါတယ်ဒင်းနဲ့ဆန်လေနေရာကိုပတ်ကြည့်နေကြပြီးဆာလဖာရီကိုတွေ့လိုက်ရအောင်ဒီကိစ္စကလက်ဆိုးတဲ့ချက်ပဲဆိုတော့သိချသွားပြီးနိုရာကိုပဲတတိယသွားပါတယ် ဒင်းနဲ့ဆန်လေနိုရာရဲ့အိမ်ထွက်လာကြပြီနိုရာဟာသူ့လေလက်ဆိုးတွေအကြောင်းလေ့လာနေရဆိုတာပြပြနေခါလက်ဆိုးတော်ကြောင့်ကိုလည်းတွေ့လိုက်ရပါတယ်အကြောင်းကတော့နိုရာဟာသူ့လေအခုဖြစ်နေတဲ့ကိစ္စတွေကိုကြားမိရကြောင်းတက်တဲ့တလောင်ပြင်စင်တာပါလို့ပြောနေပြီဆန်အောင်လေလက်ဆိုးနဲ့နေကတာတချို့ပြလိုက်ခါဂျက်ဖရီရောတွေ့ပြီးပြီလားလို့မြင်လိုက်ပါတယ်ဒါမဲ့ဒင်းနဲ့ဆန်မှတ်မိရကြောင်းနိုရာကပြန်အရင်တခါတော့ကလက်ဆိုးပုခံရတဲ့ကောင်းလေးလေးဆိုတာပြပြလိုက်ပြီးဒင်းနဲ့ဆန်လည်းသတိရသွားကဂျက်ဖရီစီကိုသွားဖို့လုပ်ကြပါတယ်ဂျက်ဖရီကတော့ဆက်တဲ့မြင့်တင်စကားဝိုင်းတစ်ခုထဲမှာရောက်နေပြီ။သူခွေးမွေးတော့မဲ့အကြောင်းကိုအဖွဲသားတွေကိုပြပြနေပါတယ်။ ပြီးရနေဂျက်ဖီလည်းခွေးရောက်တဲ့ဆံအောင်သွားပြီးခွေးလေးကိုယူပြီးထွက်လာတဲ့အချိန်မှာလမ်းကြတဲ့ကနေအတန်တစ်ခုကြားလိုက်ရအောင်ဆက်ဆက်စုနဲ့သွားကြည့်နေပြီးမကြခင်မှာဒင်းမဆန်ရောက်လာကဂျက်ဖီကိုဖမ်းလိုက်ကြပါတယ်ဒေးနဆန်ကဂျက်ဖရီကိုနှဆုံးမဟုတ်မဟုတ်တေချာအောင်ဆက်သေးကြပြီးလူဆိုတော့တေချာသွားတော့မှာတက်တောင်းမလိုက်ကဂျက်ဖရီအိမ်ကိုလည်းသွားကြပါလေ။ပြီးရနေဒင်းဟာဂျက်ဖရီကိုမင်းဝင်ပူခဲ့နေဆိုတာအခုဒီနေရာပျောက်နေပြီလို့ပြောပါလိုက်ကဂျက်ဖရီကလည်းမြုံနေဖြစ်နေပြီးငရဲမှရှိနေရမယ့်ကောင်ကဘာဖြစ်လို့အခုလိုမျိုးပျောက်လာလဲလို့မြင်နေပါလေ။ ဆန်အားတော့သူတို့လည်းတခြားမသိပေမယ့်ဒီတစ်ခေါက်မှာတော့ငရဲကိုတခြားပြတ်ပုတ်ပြီးမှပါလို့ပြောနေပြီနဲ့တင်ပေးနေကဂျက်ဖရီကလည်းနောက်ဆုံးတက်ခံတဲ့သူရဲ့အကြောင်းမင်းနေပါလေဆန်အားလည်းအနာပတင်းနဲ့ပြောလိုက်တာကြောင့်ဂျက်ဖရီကအထိတ်လက်လက်နေအဲ့ဒါဆိုရင်တော့နောက်တက်မဲ့သူကမာဂျူရီဝီလစ်ပဲလို့ပြောပြနေကဆန်အားလည်းမင်းမလို့သိရလေလို့မေးလိုက်ပါလေအဲ့တော့မှာဂျက်ဖရီလည်းလက်သူကသူတက်မဲ့သူတွေကိုသယင်းချတာကြောင့်လည်းအိုက်စင်းတိုင်းမှာတက်နေရဆိုတော့ပြောပြနေကသူ့ရဲ့ခေါင်းထဲမှာအိုက်စင်းတွေကိုမမိနေရပဲလို့ပြောလိုက်ပါလေ ဒဲကလည်းဘလို့ကြီးလေနဆိုးဟာကြုံတုံတက်တာမဟုတ်ပဲနဲ့စရင်ချထားလာလို့မင်းနေပြီဂျက်ဖရီကလည်းအဲ့ဒါဟာသူ့ရဲ့အလိုပဲလို့ပြောတာကိုကြောက်ဘူးလို့ပြောနေခါတကားခောက်တဲ့အောင်ကြားလိုက်ရအောင်ဂျက်ဖရီကတကားတော့ဖွင့်မိလိုက်ပါတယ်တကားလာခောက်တဲ့သူဟာဂျက်ဖရီရဲ့အခန်းပိုက်ရှင်အန်လင်ဖြစ်နေပြီးဧည့်သည်ထားတာကိုစရင်လာပေးဖို့အတွက်ပြောကပြန်ထွက်သွားပါတယ်ပြန်နေဆန်ဟာမာဂျူရီဝီလစ်ကိုထောက်ကြည့်ဖို့အတွက်တွားရအောင်မယ်လို့ပြောနေပြီးဂျက်ဖရီကတော့ကြောက်နေပုံပေါ်လာကြအောင်ဒင်းကလည်းငါမလိုက်တော့ဘူးဆန်ငါဒီမှာပဲသူရတူနေပေးခဲ့မယ်လို့ပြောကနှင့်သိမ့်ပြလိုက်ရပါတယ်မာဂျူရီဝီလစ်လှုပ်လှုပ်နေတဲ့စားကြည့်တဲ့နေရာကိုဆန်ရောက်လာပြီးအခြေအနေတွေကိုစောင့်ကြည့်နေပါတယ် ဒါမဲ့လူစီဖာကဘေးကနေရောက်လိုက်နောက်ဆက်နေရကြအောင်ဆန်နဲ့ဒေါသထွက်နေပြီလူစီဖာကိုဘာမှမပြောဘဲမသိကြအောင်ဆောင်နေရပါတယ်။တစ်ဖက်မှာတော့ Jeffrey ကတူကြုံခဲ့ရသမျှကိုဒင်းကိုပြပြနေပြီဒင်းကလည်းအကိစ္စတွေကိုပြန်မတွေ့နေရဖို့တိုက်ပြောကအားပေးနေရပါတယ်။ရုတ်တရက်ဆိုသလို Jeffrey ကတခုခုတတိယသွားပြီအဲ့နဲ့ဆိုကပုံတဲ့နေရာတခုရှိတယ်လို့ပြောနေကဒင်းကလည်းအချိန်ဆွဲမနေတော့ဘဲ Jeffrey နဲ့တူထွက်လာလိုက်ကြပါတယ်။ဆန်အတော့လူစီဘာကအချိန်မနဲ့နောက်ဆက်နေရကြအောင်ဆင့်ညစ်နေရပြီးမကြခင်မဲ့မာဂျူရီနောက်ကိုလူရောကနေသွားတာကိုမြင်လိုက်ရအောင်ဆန်လည်းအနောက်ကနေထလိုက်သွားပါတယ် ဒေးနဲ့ဂျက်ဖရီကလည်းဂူရောင်ဟောင်းတစ်ခုစီရလာကြပြီးဂျက်ဖရီကဒီဂူရောင်ရောက်တာနဲ့နတ်ဆိုးဟာသူ့အမျက်လုံးကိုပိတ်ပစ်လိုက်တာပဲလို့ပြပနေကဂူရောင်ထဲကိုဝင်လာလိုက်ပါတယ်။ဂျက်ဖရီရဲ့လမ်းပြမှုနဲ့အတူဒင်းလည်းအခန်းတစ်ခုရောက်လာခဲ့ပြီးအထဲမှာတော့ကောင်လင်းတက်ကိုဖမ်းထားအောင်ကြောင့်ဒင်းဟာနားမလည်နိုင်ဖြစ်နေကမကြခင်မှာအနောက်ကနေတသုံးတယောက်ကမီစင်းနဲ့ထိုးတာကိုခံလိုက်ရပါတယ်။တစ်ဖက်မှာလည်းမာဂျီနတ်ကိုလိုက်သွားတဲ့သူဟာသူ့ရဲ့ကောင်လေးဖြစ်နေအောင်ဆန်လေးစိတ်ပြနေပြီးဒင်းကိုအချိန်လေးလှမ်းပေးဖို့အတွက်ပုံစံနေကဒင်းရဲ့ဖုန်းမကိုက်လာကြအောင်ဆန်လေးအနေငယ်စိုးရင်သွားပါတယ်။ ဒါကြောင့်ဆန့်လေလူသက်မှုတွေကိုပြန်ကြည့်နေပြီးဘီနာလူစီဖာမှုခင်းစစ်စစ်ချက်တွေထဲမှာအသက်ခံရတဲ့သူတွေတွေးရတယ်မှာမေစီအပင်းစားတစ်မျိုးကိုတွေးရတယ်လို့ပြောနေပြီးမဆိုးရီကဘာကိစ္စမေစီသုံးပါလေလို့မိလိုက်တာကြောင့်ဆန့်လေတခုခုနားလေသွားခါစိုးရင်တကြီးနေဒင်းရောဖုံးဆက်နေပြီမယ်ဒင်းကတော့လုံးဝဖုံးမကင်တာကြောင့်လူစီဖာကမင်းကိုတော့သိပြီထင်ပါရဲ့ကွာလို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဆန့်လေလူစီဖာရဲ့မင်းရဲ့ပါဇက်လေးကို10မိနစ်လောက်ဖြည့်ပေးပေးထားပါလို့ပြောနေပြီးဆန့်ဆန့်တန်းကိုယူခါအလောတကြီးထွက်သွားပါတယ်ဆန်တယောက်ဂျက်ဖီရဲ့ဝင်လာခဲ့ပြီးတခန်းလုံးကိုပတ်ချပွင့်နေကလူစီဖာကတော့ဒုဒုနဲ့စကားရိုက်တိုက်ပြောနေပါတယ် တနင်္လာမှာတော့ဆန်အားတစ်လက်တစ်လုံးတွေ့သွားပြီးအထဲမှာတော့လက်တင်ဘာသာနဲ့ရေးထားတဲ့မန်လန်ဆောင်ရွက်တချို့ကိုတွေ့သွားပါတယ်။ဂျက်ဖရီအိမ်ရအပြန်လမ်းမှာတော့ဆန်အားဆောင်ရွက်ဒီကိုကြည့်နေရင်လူစီဖာရဲ့ပြောစကားအရာဒါဒီယာနဆိုးအစင်းခေါ်တဲ့မန်နာမဲဆိုတာကိုသိသွားပြီးလူစီဖာကဒီလက်ကြီးကိုမမြင်ဘူးပါကွာလို့ပြောနေခါဆန်အားလည်းဂျက်ဖရီကဒီမန်နာကိုဘယ်သူဆန်ရရလဲဆိုတာကိုသိသွားပါတယ်။ပြီးရနဲ့ဆန်လေနူရွားရဲ့အရွယ်လာခဲ့ပြီးအထဲမှာပတ်ကြည့်နေတော့အနောက်ကနေနူရွားတက်ခိုက်တာကိုခံလိုက်ရပါတယ်။ ဒါမဲ့တတိကထားတဲ့ဆန်ရပဲနိုရာကိုပြချုပ်လိုက်ပြီးနဆိုးစစ်ခေါ်တဲ့မန္တာကဘာဖြစ်လို့ဂျက်ဖရီဆိုရောနေရာလဲလို့မင်းနေကနိုရာကလည်းအရာတိုင်းဟာသူစင်ထားတယ်လို့ပဲဖြစ်နေပြီလို့ပြောလိုက်ပါတယ်ဆန်ရလည်းဘာရီစီစဉ်ထားတယ်ဘာရီဖြစ်နေရလဲလို့မင်းနေပြီးနိုရာကတော့ပေကကတ်လုပ်နေရကြောင်းလူစီဖာဆင့်မရှိဖြစ်နေကဆန်ကိုဟိတ်ကောင်ရိုက်ပြီးစစ်ဆေးกว่าဆိုပြီးတွေးထိုးနေပါတယ်ဆန်ကလည်းဒေါသတကြီးနဲ့ဖြတ်ချောက်လိုက်တာကြောင်းလူစီဖာကတော့ဂျင်းနေနေပြီးနိုရာကလည်းလန့်သွားခါအဖြစ်ဖြစ်တဲ့အကုန်လုံးကိုပြောပြလိုက်ရပါတယ် အချောင်းကတော့နိုရာသူ့ရဲ့တာလဒုက္ခရောက်မှာဆိုလို့လို့ပြပြနေပြီ။ဆန်ကလည်းအကိစားနဲ့နဆိုးနဲ့ဟာဘာဆိုင်နေလို့မင်းနေကနိုရာကလည်းအဲ့ဒါဟာနဆိုးနဲ့မဆိုင်ပေမဲ့ဂျက်ဖီနဲ့ဆိုင်နေရလေလို့ပြပြလိုက်ပါတယ်။တစ်ဖက်မှာတော့ဒင်းနဲ့သတိပြန်လာပြီးဘေးမှာလည်းသူ့လိုမျိုးအဖမ်းခံရတဲ့ကောင်းလေးတချို့ကိုတွေ့လိုက်ရခါဂျက်ဖီမိဘကြီးလုံနေရလေလို့မြင်လိုက်ပါတယ်။ဂျက်ဖီကတော့ရုပ်တည်တည်နေသူ့ကိုယ်ရဲ့နဆိုးနှင်ပေးဖို့အတွက်မင်းတို့ကအခုညီမတောင်းခဲ့ဘူးလို့ပြောနေပြီးနဆိုးပုခံလာရတာကိုငါအကြိုက်တယ်လို့ပြောနေကငါ့ရဲ့ကိုယ်ထဲမှာနဆိုးမရှိလို့ရှိရင်ငါဘာကောင်းမှမဟုတ်တော့ဘူးလို့ပြောနေပြီးအစီရင်တစ်ခုကိုတော့နေပါတယ်။ ဆောက်တော့ဒိုရာဖြစ်ခဲ့တဲ့မြောက်ကိုပြပနေပြီဂျက်ဖီကစိတ်ရောဝါဆင်းပြီးရဲ့အနေငယ်ကြမှာပဲသူစီကနေနတ်ဆိုးစစ်ကောင်ကြီးကိုလာမိရကြောင်းဒိုရာကလုံးဝမပေးပဲနှိမ့်ထုတ်လိုက်တယ်လို့ပြပလိုက်ပါတယ်ဒါမှမဟုတ်နောက်တရက်မှာဂျက်ဖီကသူ့ရဲ့သားလေးကိုဖမ်းထားပြီးချေချောက်နေရကြောင်းဒိုရာလည်းမတက်နိုင်တော့ပဲသူချက်တွေ့တာတလောက်ကိုပေးလိုက်ရတယ်လို့ပြပနေကသူ့ရဲ့အစီရင်ရာအလုံးဖြစ်တာကြောင်းဂျက်ဖီကပစ္စည်းတစ်ခုပဲမေးလိုက်တယ်လို့ပြောနေပြီးတက်တာလေးကိုထုတ်ပေးလိုက်ပါတယ်ဒါကြောင့်ဆက်လေတက်တာကိုဖွင့်ကြည့်လိုက်ပြီးအထဲမှာတော့နရဲတစ်ဖက်ကိုတွေ့လိုက်ရတာဒူရာကလေအဲ့ဒါဟာသူသားလေးရဲ့နရွက်ပဲလို့ငိုကြီးချမ်းမနဲ့ပြောနေပါတယ် ဒါကြောင့်နိုးရလေသူသားရဲ့အသက်အန္တရာယ်ဆိုရင်လားကြောင့်အရင်အစွတ်တတ်တဲ့မနယ်တစ်ခုကိုမရမကရှာပေးလဲရရလို့ပြောနေပြီ။ပါဝင်ပစ္စည်းတစ်ခုကသူ့အုံနေလိုက်တဲ့သူရဲ့သွေးတနည်းအားဖြင့်ဒင်းရဲ့သွေးကိုလိုရလို့ပြောပြနေပါရဲ့။အဖေပြက်တီကိုဆက်ဆက်တွေးခေါ်ကြည့်ပြီးဆန်အားဒင်းနဲ့နိုးရရဲ့သားလေးကို Jeffrey ကတနည်းအားထဲမှာပဲဖမ်းထားနေတယ်ဆိုတာကိုပြပလိုက်ပြီးမန်နန်ဆောင်တစ်ခုကိုထိုးပေးလိုက်ခါချီယာခံမန်နန်တစ်ခုကိုအမြန်လွတ်ဖို့အတွက်ပြောလိုက်ပါရဲ့။တစ်ဖက်မှာတော့ Jeffrey ကဒင်းရဲ့သွေးကိုယူလိုက်ပြီးသူ့ရဲ့ခွေးရဲ့နှလုံးကိုလည်းထုတ်ယူလိုက်ခါအစီရင်ကိုဆက်လုပ်လိုက်ပါရဲ့။ စီရင်အောင်မြင်သွားပြီမယ်သူထင်သလိုဖြစ်မလာပဲနတ်ဆိုးဟာဘေးနားမှာအဖက်ခံရရတယ်နူရာရဲ့တာလီတဲ့ကိုဝင်သွားအောင်ဂျက်ဖရီကနားမလည်နိုင်ဖြစ်နေပြီနတ်ဆိုးကတော့သူ့ကိုပြန်ခေါ်ပေးတဲ့အဖြစ်ဝင်းချက်စားတကောင်ပါဖမ်းမိထားတဲ့အတွက်ဂျက်ဖရီကိုကျေးဇူးတင်နေပါတယ်ဂျက်ဖရီကတော့သူ့ကိုယ်တည်းကိုပြန်ဝင်ဖို့အတွက်ပြောနေပြီနတ်ဆိုးကတော့ဂျက်ဖရီလိုရမယ့်ကိစ္စတွေကပြီးတော့ပြီလို့ပြောနေကအခုချက်နေစားပြီးကိုလိုချင်တာကိုပဲကိုလိုဖို့အတွက်ပြောလိုက်ပါတယ် ဒါမဲ့ဂျန်ဖီရဲ့လက်မခံမဲ့ခရဲကဆက်လောက်တာကြောင့်နတ်ဆိုးလည်းတစ်ချက်လောက်ဆုံးမပြေးလိုက်ပြီးဒင်းဘက်ကိုလှည့်လာပါတယ်။ဒင်းရက်လည်းမင်းတို့နတ်ဆိုးတွေကလူတွေကိုဒုသသမားတွေဖြစ်အောင်လို့ဒုပေးနေရလားလို့ပြောနေပြီးမတ်ဆိုးကောင်တော့မဟုတ်တာခွာငါတို့ကသူတို့ရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကိုပဲဆွတ်လို့ပေးရပါလို့ပြောနေပြီးအခုဝင်ပူထားတဲ့ကောင်ကဂျန်ဖီလိုမျိုးအကူလို့မရဘူးလို့ပြောနေပါတယ်။အဲဒီအချိန်မှာဆန်ရောက်လာပြီးနတ်ဆိုးကောင်တိုက်ခိုက်နေခါဒင်းရက်လည်းသူ့ကိုချီထားတဲ့ဂျိုးတွေကိုအသေးအံဖြုတ်နေပါတယ်။ဆာတိုင်ရင်ခိုင်နေနတ်ဆိုးတော်ကြီးရဲ့နေရာစီကိုများခေါ်လိုက်ပြီးနတ်ဆိုးကောင်ပိတ်မိနေတဲ့အချိန်မှာပဲနူနာပါရောက်လာကငရဲ့ကိုထပ်ပို့ပေးမယ်လို့ပြောနေပါတယ် ဲ့အချိန်မှာဂျက်ဖရီယာယူဆောင်မှုကြောင့်လည်းနဆိုးကောင်ကိုဓာတ်နဲ့ဝင်ထိုးလို့နေရကြောင်းဆန်အားဂျက်ဖရီကိုပြတ်တက်ပစ်လိုက်ပြီးနိုရာကလည်းနဆိုးနေကလာအောင်ချုပ်ကာငရဲရုံတစ်ခါထပ်ပို့ပေးလိုက်ပါတယ်။နဆိုးလည်းပြတ်ထွက်သွားပြီးကိစ္စရဲ့အားလုံးလည်းပြီးသွားတယ်။နိုရာဟာသူ့ရဲ့သားလေးကိုပွေဖက်နေပြီးဒေးမက်ဆန်လည်းရက်ကြည့်နေကြပါတယ်။ပြီးရတဲ့ဒေးမက်ဆန်လည်းမော်တော်ပြောင်းလာကြပြီးဆန်အားဂျက်ဖရီယာတော်တော်သေဆော်ကောင်းလာပင်တော်လို့ပြောပြနေကာဘင်းကတော့ဘာမှတော့ပြန်ပြောနိုင်တော့ပဲထိုးရိပ်သွားပါတယ်။ဆန်အားလေလူစီဖာကသူ့အလိုက်ပြီးနောက်ချက်နေရကြအောင်သူ့လက်ကတိုင်ဟာကိုဖိထားရပြီးလူစီဖာကလည်းအခုလိုမျိုးလုပ်တာအတော့မဝင်တော့ဘူးလို့ပြောနေခါဆန်ရဲ့ခေါင်းလေးကိုစတင်ဝင်မှွေးတော့ပါတော့တယ်